ပေါင်းမောင်ကလူကြီးမင်းတို့လိုပဲမနက်ဆိုတီဝင်ပြီးတော့ညဆိုတိုးတက်ခြင်းနေတဲ့အိုပါတင်ကတယောက်ပါပြီးတော့အမြဲတမ်းလဲသူ့ခုသူသုံးမကြဘူးလို့ခံစားနေရတယ်။ဒါကြောင့်မဲ့တက်သေးဖို့လို့လို့စိတ်ကျမ်းမာရေးစေယုံကိုရောက်လာပါတယ်။စေယုံကိုရောက်တော့ကိုအဝင်းဆိုတဲ့သူနဲ့တခန်းနဲ့နေရပါတယ်။ဆိုင်ရောက်တဲ့နေ့မှာပဲကိုအဝင်းကရှင့်နေသူ့ကိုတိုက်ခိုက်နေရဆိုပြီးတော့ထားအောင်လို့ဝန်ထမ်းတွေကိုကိုပေါင်းမောင်ကအော်ခေါ်လိုက်ပါတယ်။တရက်ကြတော့ညံအကောင်းလုံပြီးတော့ကောက်သွားတဲ့ခိုးတင်နေဆုံးပါတယ်။ဖိုးတင်ကလည်းတုံးချောင်းထောင်ပြပြီးတော့ဘယ်နှချောင်းမြင်လဲလို့ကိုပေါင်းမောင်ကမေးပါတယ်။ကိုပေါင်းမောင်ကတုံးချောင်းလို့ဖြစ်တော့ဖိုးတင်ကောက်ခါရင်းနဲ့လက်ကိုမကြည့်ပဲနဲ့တခြားနေရာကိုကြော်ကြည့်ခိုင်းပါတယ်။ဖိုးတင်ပြောလို့ကြည့်လိုက်တော့လက်တုံးချောင်းကဝါသွားပြီးတော့ငါးချောင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒါနဲ့ငါးယောက်လို့ဖြေလိုက်တော့ဖိုးတင်ရခေါင်းညင်ပြီးတော့တခုဆိုရင်တခြားသူတွေမကြည့်တဲ့ရှူအောင်ကနေကြည့်ဖို့ပြောလာတယ်။တ냐တော့ကိုဝင်းကအပေါ်သွားကြည့်မယ်မယ်ရှင်းနေရှင်းနေလို့မသွားရဲဘူးဆိုပြီးတော့ညီးပါတယ်။ကိုပါမောင်လည်းအကြံရသွားတော့ရှင်းနေကိုတနက်နဲ့ပြကြမယ်ဆိုပြီးတော့သူ့ဟာသူစကားထားရိုက်ပါတယ်။ကိုဝင်းကလည်းအဟုတ်မှတ်ပြီးတော့ကိုပါမောင်လို့သူလိုလိုက်လို့ပါတယ်။ကိုပါမောင်ကရှင်းနေကိုတနက်နဲ့ပြလိုက်လို့တကောင်မှမရှိတော့ဘူးလို့ပြောတော့ကိုဝင်းကပြောပြီးတော့အိမ်သားတဲကိုဝင်သွားပါတယ်။ကိုဝင်းကိုကုညီလိုက်နိုင်တဲ့ကိုပါမောင်ကအဲ့ဒီခါကျမှသူ့ကိုယ်သူအတော်ဝင်နေရဲ့ဆိုတာကိုသိလာပါတယ်။အဲ့ဒါနဲ့မနေ့ကျတော့ဆရာဝန်စီကိုသွားရင်လူတွေကိုစေရောခိုပါပျော်ရှင်အောင်လုပ်ပေးနိုင်တဲ့ဆရာဝန်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့စီးအောင်စင်းတော့မယ်လို့ပြလိုက်ပါတယ်။ ်ဒီလိုနဲ့နှစ်နှစ်ကြာတော့ကိုပေါမောင်ကစေချောင်းစတက်ပါပြီပထမရက်မှာပဲအတန်းထဲကတက်သားဆိုတဲ့ ski လေးတစ်ပွဲကိုသွားကြောင်ပါတယ်တက်သားကလည်း hyper ဖြစ်နေတော့စားလေးလို့ဘာမှစိတ်ဝင်စားဘူးဆိုပြီးတော့ချက်ချင်းလန်ငင်းညင်လိုက်ပါတယ်